ဆမ်မဲခွေးမောင်းမိတယ်ခင်ဝိုင်းကြီးကိုတက်အရာရှိနဲ့နှောက်လိုက်တွေကပါရိုက်ရိုက်တယ်အိုးရှစ်ပင်မှာတက်အရာရှိနဲ့နှောက်လိုက်တဲ့အုပ်ကဈေးလာဝယ်တဲ့အချိန်မှာခွေးမောင်းမိသွားတဲ့ဆန်ရှင်တော်ကြီးခင်ဝိုင်းကြီးကိုတက်မတော်သားတွေကပါနာတွေကိုဝိုင်းရိုက်ကြတယ်တဲ့ဖြစ်စဉ်ကဒီလိုဗျပကူးတိုင်းအနောက်ချမ်းပြီးခရိုင်ဗဒောင်းမြို့နယ်အိုးရှစ်ပင်မြို့မှာရှိတယ်ကားကိတ်မှာဖွင့်ထားတဲ့ထမင်းဆိုင်ပန်းရှင် ခင်ဝိုင်းကြီးကိုခမာတာ669ကဘာကတင့်နေနဲ့မဲကြီးတို့နောက်လိုက်တော့ကရိုက်နှက်ခဲ့ကြတာလေအဖွားကြီးကလည်းအဖွားကြီးပဲအဲ့ဒီခမာတာ669ကတမတော်သားတွေဖြတ်လာတဲ့အချိန်ကြမှာခွေးကိုဂဲလုံးနဲ့ပြစ်ပေါက်ပြီးဟဲ့ခွေးငါဆိုင်နားမလာနဲ့သွားကိုနေရကိုနေဆိုပြီးခွေးကိုမောင်းလိုက်မိတာအဲ့ဒါကိုတဲ့အရာရှိတွေနဲ့နောက်လိုက်တွေကသူတို့ကိုစောင်းပြောတာဆိုပြီးပါးတွေနားတွေကြီးကိုရိုက်နှက်ကြတာ ဆန်ရှင်တော်ကြီးကလည်းတောင်းမှန်ရှာပါတယ်။တကယ်ခွေးကိုပြောတာပါ။နေတို့ကိုပြောတာမဟုတ်ပါဘူးဆိုပြီးတောင်းမှန်လည်းမရဘူး။နောက်ဆုံးတော့ဆန်ရှင်တော်ကြီးကမကြည်နဲ့လို့ရဲစခန်းသွားတိုင်တော့စခန်းမှုကဒီတိုင်းတိုင်လို့မရဘူး။တက်တည်အထောက်ထားတာကအပြည့်ဝရှိမှတိုင်လို့ရမယ်ပြောလို့ကြီးတော်ခင်ဝိုင်းကြီးခင်ဗျာဆက်ဆက်ကိုတုံးလို့အမလီတော်ဟဲ့တင်နာငါတောက်ကွက်ကိုကြည့်ပါဦးဟဲ့ နှစ်ပထွေးတွေရိုက်နှက်ထားတာလीဒီလောက်ထင်ရှားတဲ့တက်တည်ရှိတာတော့ငါကဒရေကတက်တည်တွားရှာရအောင်ပါလေဆိုပြီးပြောတော့ရဲတွေနဲ့ထပ်စကားများပြီးကြီးတော်ခင်ဝိုင်းကြီးခမပါနာတွေကြီးထိုက်ရိုက်ခံလိုက်ရပြန်တယ်နားထောင်သူပြိတ္တအပေါင်းတို့ကိုလည်းဒီအဖြစ်ပြက်ကနေတင်ငန်းစာလေးယူစီခြင်းနေဗျဘယ်တော့မှတမတော်သားတွေရှိမှခွေးဆိုတဲ့အုံလုံးကိုမတုံးမိပါစေနဲ့ဒီခွေးဆိုတဲ့စကလုံးဟာ တက်မတော်သားတွေရင်ထဲနှစ်ဝင်နေတဲ့စူးတချောင်းဖြစ်နေလို့ပါပဲဒါကြောင့်တက်မတော်သားတွေရှိမတုံးတဲ့စကလုံးတွေကိုစူးစီးပေးလိုက်ပါတယ်ဗျပလာတာဂျွာမီရှူဂိတ်ချီတောင်းအလံဖြူခွေးဆိုတဲ့စကလုံးတွေကိုတက်မတော်သားတွေရှိရဲတွေရှိမှ လုံးဝမတုံးမိပါစေနဲ့ဗျာတဲ့တွင်အမှန်တွေတင်ဆက်ပေးနေတဲ့ဒီဘော့စ်အေဂျင်စတာ